မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစမရေဒီယိုဖွင့်သူဖွင့်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အော်တိုဘာလ16ရက်တနင်္ဂနွေနေ့မနက်ပိုင်းမြစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မရှောမှာ ဒီကနေ့နာဆင်ရမယ့်စီစဉ်ဒီကတော့စစ်ကောမရှင်တက်ပြီးရှုံမှုကြောင်းရွာငံမှာလူနေအိမ်နဲ့စပတ်ကြီးအလုံး150ပျက်စီးဆုံးရှုံးတယ်လို့ SHRF ပြောတဲ့သတင်းနဲ့အတူရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်အများစုမှာမြင်းကလင်းတိတိတတ်တတ်လှုပ်ခတ်ခဲ့တဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်သတင်းတွေနဲ့ဒီဘက်တွင်းကထူးခြားနိုင်ငံကသတင်းတွေသတင်းလွှာတွေကိုနာဆင်ကြရပါမယ်သတင်းတွေနာဆင်ရပြီးမှတော့ပတ်စဉ်စီစဉ်နေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုတင်ဆက်ပေးဖို့ရှိပါတယ်အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုနာဆင်ကြရမှာပါ င်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမရှင်မတနိုင်ငံလုံးအပြစ်ခတ်ရစဲရေးသဘောတူစာချုပ် NCA ရဲ့အနှစ်သာရဖြစ်တဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်ဖက်ဖက်ကဆွေးနွေးတဲ့နီးလန်းတဲ့အကောင့်ထဲပေါ်ဖို့ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS ကထုတ်ပြန်ကြေညာလိုက်ပါတယ်အော်ဘလာ16ရက်နေ့ညနေပိုင်းကထုတ်ပြန်တာဖြစ်ပြီးတော့စစ်တပ်ကအတိုင်းမီအာဏာကိုထိန်းချုပ်လိုက်တဲ့အတွက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရပ်တန့်သွားစေခဲ့တယ်လို့ဆိုပါတယ်။ အစီအစစရဲ့ထုတ်ပြန်ချက်မှာနှစ်ဦးနှစ်ဖက်အကြားယုံကြည်မှုမတီးဆောက်နိုင်တော့လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်တိုင်အကောင့်ထဲမခေါ်နိုင်တော့အာဏာသိမ်းစစ်တပ်ကတိုင်းရင်းသားတွေကို2008ဖွဲ့စည်းပုံအောင်ရောက်ဖို့ဖိအားပေးနေတာတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်စိတ်အားထက်သန်မှုနှေးပါတာစတဲ့အချက်တွေကြောင့် SCA ကိုယိမ်းမှန်းထားတဲ့အတိုင်းမဆောင်ရွက်နိုင်ခဲ့တာလို့ဆိုပါတယ် ဒါပြင်စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးတဆွေးနွေးရေးနီးလမ်းနဲ့တွဲဆောင်အကောင့်ထဲပေါ်ဖို့နဲ့နိုင်ငံရေးဆွေးနွေးပွဲမှာ Federal မှုကိုအထူးကထားပြီးဆွေးနွေးဖို့လည်းအကြံပြုတိုက်တွန်းထားပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်ခမ်းနားကိုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ACSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွှေစစ်ကတက်ရောက်ခြင်းမရှိဘဲကိုယ်စားလှယ်ဖွဲ့သားတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့က ABSDF, CNF, KNU, NMSPAD, PNL နဲ့ ODU တို့ကမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခြင်းနဲ့စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေခြင်းတို့ကြောင့် SCA စာချုပ်ရပ်ဆိုင်းသွားပြီးစက်ကူစုပ်တစ်ခုအဖြစ်ရောက်ရှိနေတယ်လို့ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ရှင်။ ချင်းမီနယ်ဟာခါမျိုးမှာရစ်ကန်မှာစစ်ကောင်မရှင်တက်ကဖမ်းဆီးထိန်သိမ်းထားတဲ့တော်လှန်ရေးတပ်သားတွေပါ15ဦးကိုချင်းတော်လှန်ရေးတပ်ကြီးကကယ်ထုတ်နိုင်ခဲ့ပြီးအဲ့ဒါဟာဒုတိယအစိမ်းမြောက်ကယ်ထုတ်နိုင်တာဖြစ်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်ဟာခါမျိုးမရဲစခန်းမှာဖန်စီခံနာရတဲ့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့ဝင်9ဦးနဲ့တခြားချင်းသား10ဦးစုစုပေါင်း15ဦးကိုချင်းတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေကအောက်တိုဘာလ16ရက်နေ့မှာကယ်ထုတ်နိုင်ခဲ့တာပါ 2024ခုနှစ်ဇူလိုင်လ20ရက်နေ့ကလည်းဟာခါမျိုးမရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့ဝင်73ဦးနိုင်ငံရေးအကျဉ်းသား30နဲ့တခြားပြစ်မှုကြောင့်ဖမ်းဆီးခံထားရသူ19ဦးစုစုပေါင်း62ဦးကိုတော်လိုင်းရဲ့တပ်တွေကကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းမျိုးသားတပ်မတော် CNA ရဲ့ပြောရေးဆိုခွင့်ရှိသူဇူလိုင်းထက်နေကမီစမာကိုပြောပါရတယ်။ မြို့မရဲစခန်းတည်နေရာဟာစစ်ကောင်မရှင်တပ်အခြေစိုက်ထားတဲ့ရုံးထောင်အောက်ဘက်မှာတည်ရှိတဲ့အတွက်လက်တပြတ်ဝင်ရောက်တိုက်ခိုက်ပြီးအ мян ကဲထုတ်ဆုတ်ခွာလာခဲ့တာဖြစ်တယ်လို့သူကစက်ပြောပါရတယ်။အဲ့ဒီအချင်းသားကဲထုတ်ရဲ့အထူးမစ်ရှင်နဲ့ပတ်သက်ပြီးဦးစီးချုပ်နဲ့တမဟာလေးတမဟာမှုတွေကိုယ်တိုင်ကြီးကြပ်ကိုကွဲပြီးတော့အော်တိုဘားလ16ရက်မနက်2:30မိနစ်အချိန်ကစပြီးစစ်စင်ရေးပြုတ်လုပ်ခဲ့တာဖြစ်ကြောင်း တနအိမိနစ်30ကြာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်မရှင်တပ်ဘက်က6ဦးတိတ်ဆုံးပြီးလက်နက်ခင်းရန်တွေလည်းတင်ဆက်ရမိခဲ့ကြောင်းချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ဟာခါ CDF ဟာခါကထုတ်ပြန်ထားပါတယ်တော်ဝင်ရေးတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုမရှိပဲမနက်၄နာရီအချိန်မှာတိုက်ခိုက်မှုပြီးဆုံးပြီးတက်ဆုတ်ခဲ့ကစုံမတ်နေရာကိုရှောက်မှာမထင်မှတ်ထားတဲ့စေုပ်စုရဲ့ကြီးစားတောက်ထိမှန်ပြီးတော့သူတို့ရဲ့ရဲဘော်တအူးကြဆုံးခဲ့တာရှိတယ်လို့လဲ CDF ဟာခါကထုတ်ပြန်ထားပါတယ်။ အဲ့ဒီစစ်စင်ရေးပြီးစစ်ကောင်မရှင်တပ်ဟာချေးရွာရီဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ချင်းမျိုးသားတပ်မတော် CNA ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကဆက်ပြောပါရယ်စစ်ကောင်မရှင်တပ်ကပြုလုပ်မဲ့ဒီဇဘာလ28ရက်ရွှေကောက်ပွဲပထမပိုင်းမှာတီးချိန်နဲ့ဟာခါမျိုးနဲ့ပါဝင်ပြီးရွှေကောက်ပွဲကိုစန့်ကျင်ကပါဝင်ပတ်သက်နေသူတွေကိုအရေးယူမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်းအသိပေးပြီးတဲ့နောက်မြို့ပေါ်ကိုချင်းတောင်းလိုက်ရဲ့တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ချင်းမီတဲ့ဟာခါမျိုးနဲ့ဗန်ဟားရွာစာတင်ချောင်းကိုအော်တိုဘလ73ရက်နေ့မနက်10:25မိနစ်အချိန်ကစစ်ကောင်မရှင်တပ်ကလေချောင်းကနေဘုံချိတ်ခဲ့တဲ့အတွက်ခလေးနှစ်ဦးတေဆုံးပြီးတော့20ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်တွေကိုတတ်ဖြတ်ပြီးတော့ကြောက်စိတ်သွင်းနေတဲ့စစ်ကောင်မရှင်ရဲ့လောက်ရကိုအပြင်းထန်ရှုတ်ချကြောင်းနဲ့ဆရာနာရှင်အမြင့်ဖြတ်တော်လန်တိုက်ခိုက်ခြင်းနဲ့လက်တော့ပြန်သွားမှဖြစ်တယ်လို့စီရီယာဖာခါတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်ရှင်။ တောင်းတထရနယ်လေးထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်နေပဒူမြို့ကိုအော်တိုဘလ18ရက်မနက်8:28မိနစ်အချိန်ကစစ်ကောင်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီး၄ဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ထရနယ်လေးကသတင်းထုတ်ပြန်ထားပါတယ်စောစုတက်ကျဲချတိုက်ခိုက်ခဲ့တဲ့ပေါင်250ပုံနှလုံးဟာနမရူမျိုးအထက်ကတချောင်းဝန်းစင်နေရာတွေကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်။အဲ့ဒါဟာပြည်သူလူထုတွေတီရှိရာကိုဥတီပြီးတော့ရွေချက်ရှိရှိတိုက်ခိုက်မှုဖြစ်တယ်လို့ TNL ကဆိုပါတယ်။ အဲ့ဒီတက်ခိုက်မှုကြောင့်စာတင်ဆောင်နှစ်ဆောင်နဲ့လူနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အလားတူပဲစကုံမရှင်တဟာနမ်ဆန်မြို့နယ်ဟိုမင်းရွာကိုလည်းအော်တိုဝါလာ၁၈ရက်မနက်၈ :55 မိနစ်မှာလေကြောင်းကနေဘုံနေချဲချတိုက်ခိုက်ခဲ့တာရှိပါတယ်။စစ်ကောင်မရှင်တပ်ဟာယခုအော်တိုဝါလာ၁ရက်နေ့ကနေ၁၆ရက်နေ့ထိတအောင်းတပ် DNA တွေထိန်းချုပ်ထားတဲ့မြို့တွေကိုစုစုပေါင်းလေကြောင်းတိုက်ခိုက်မှု၂၅ကြိမ်ထိပြုလုပ်ခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းခလေးခုနှစ်ဦးအမျိုးသား၁၀ဦးအမျိုးသမီး၁၂ဦးတေဆုံးခဲ့ပြီးတော့ခလေးငယ်၁၁ဦးအပါအဝင်36ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့ဘုံချဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေချောင်းရံကကာကွယ်နိုင်ဖို့လေချောင်းရံကာကွယ်ရေးဆိုင်ရာနေလန်းတွေလိုက်နာဆောင်ရွက်လိုအပ်ကြောင်းလည်း TNL တွေကအတည်ပြုထားပါတယ်ရှင်။ ော်မရှင်တက်ရဲ့မိရှို့ဖြစ်စည်းမှုကြောင့်ပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးပတ်ကနေစက်တဘာလကုန်အထိရမ်းမီနယ်တောင်ပိုင်းရွာငံမြို့နယ်မှာလူနေအိမ်ကြီး60နဲ့စက်သိန်း1500တန်ဖိုးရှိတဲ့စပတ်ကြီးအလုံးရေ60ခန့်ဖြစ်စည်းဆုံးရှုံးခဲ့တယ်လို့ရှမ်းလူခွင့်ရေးမှန်းတိုင်း SHRF ကအောက်တိုဘာလ16ရက်နေ့မှာထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့ဩဂုတ်လနောက်ဆုံးပတ်ထဲမှာအင်အား80ခန့်ပါတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းဟာရွမ်းကန်မြို့နယ်ကြောက်တောချေးရွာထဲကိုဝင်ရောက်ပြီးတဲ့နောက်နေအိမ်ကြီးကနေပစ္စည်းတွေကိုလုယက်တာကျွေးနွားတွေအပဝင်အိမ်မွေးမြူရေးတိရစ္ဆာန်တွေကိုတပ်ဖြတ်စားတောက်ပြီးတော့ရွာကိုမီးတင်ရှို့တာကြောင့်နေအိမ်28လုံးမီးလောင်ပြာကျခဲ့တယ်လို့အစိတ်ရှာရက်ကဆိုပါတယ်အဲ့ဒီနောက်စက်တင်ဘာလအထိမှလည်းအဲ့ဒီရွာကိုထပ်မံဝင်ရောက်မီးရှို့ခဲ့တဲ့အတွက်နောက်ထပ်နေအိမ်23လုံးနဲ့စပကြီး60ပျက်စီးဆုံးရှုံးခဲ့တာလို့ဖော်ပြထားပါတယ်။ အဲ့ဒီတလကျော်တွင်ရွာငံမြို့နယ်မှာစစ်ကောင်မရှင်တပ်သားတွေရဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့်စစ်ပေးဆောင်စခန်းတစ်ခုနဲ့တောင်ရတဲ့အများပြပျက်စီးခဲ့တယ်လို့လည်းထုတ်ပြန်ချက်တွေရသိရပါတယ်။ဒါပြင်အသက်၈နှစ်အရွယ်မိန်းကလေးငယ်တဦးအပါဝင်ဒေသခံ၆ဦးကိုလည်းတရားလက်လို့ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ကလောခြေဆိုင်ချင်းမြန်တက်မ99နဲ့ မိထီလာချေဆိုင်ချင်းမြန်တပ်မကိုကိုလက်အောက်ခံစစ်ကောင်မရှင်တပ်သား900ခန်းဟာရွာငံမြို့နယ်အနောက်ပိုင်းရွာငံမိထီလာနယ်စပ်မှာရှိတဲ့ရွာတွေကိုပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးပတ်ကစတင်ပြီးတော့စစ်စင်ရေးတွေပြုလုပ်ခဲ့ကဩဂုတ်လဒုတိယပတ်အထိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ရင်းနဲ့ထိပ်ပိတ်တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ။လက်ရှိမှာလဲစစ်ကောင်မရှင်တပ်သားတွေဟာရန်ကန်မြို့နယ်ကြောက်တုံးနဲ့ညောင်မင်သာကျေးရွာတွေမှာတပ်ဆွဲထားပြီးတော့နေရဆုံးခွန်နေရတဲ့အရသာပြည်သူ900နီးပါးဟာလဲအနီးဝန်းကျင်မှာရှိတဲ့တောရိတ်ထဲမှာဆက်လက်ပြီးတော့နေထိုင်နေကြရပြီးအစားအသောက်နဲ့အမိုးကာပါဝင်အရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ SHRF ကထုတ်ပြန်ထားပါတယ်ရှင်။ ရန်ကုန်တိုင်းမှာရှိတဲ့ဒလတာကိတမယန်းကုန်ပစွန်တောင်တာမွေလှိုင်မင်္ဂလာတောင်ညစတဲ့မြို့နယ်ဒီမှာအော်တိုဝါလာ18ရက်နေ့ည17နာရီ6မိနစ်အချိန်ကမြင်းကလေးတိတိတတ်တာလှုပ်ခတ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်မင်းကလေးလှုပ်ခတ်မှုကိုဖော်ပြတဲ့ application တွေရဲ့ဖော်ပြချက်တွေအရတော့လှုပ်ခတ်သွားတဲ့ငလေးဟာ register scale အင်အား3.9အဆင့်ရှိပြီးတော့ဒလမြို့အနီးတောင်ပိုင်းပင်လယ်ကမ်းရိုးတန်းမြေအောက်6 km ခန့်အကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့ဩဂုတ်လ22ရက်နေ့မနက်9:28မိနစ်အချိန်ကလည်းရန်ကုန်တိုင်းသုံးခွာမြို့တောင်ပတ်65ကီလိုမီတာခန့်မှာရှိတဲ့ပင်လယ်ကမ်းရိုးတန်းအောင်အနက်10ကီလိုမီတာခန့်ကိုပို့ဖို့ပြုပြီးတော့ပြင်းအား9.4အဆင့်ရှိတဲ့မလင်းတစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့တပတ်ကျွင်းကထူးခြားနိုင်ငံတကာသတင်းတွေနဲ့သတင်းထော်တွေကိုနှာစင်ချရပါမယ်ကြာနာပရီနေ့ကအလွန်အကျိုးရှိသည့်ဖုံးခေါ်ဆိုမှုအပြီးရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဟန်ဂရီမှာတွေ့ဆုံသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ် အင်ဖြူတော်မှာယူကရိန်းသမ္မတနဲ့မတွေ့ဆုံမီတရက်အလိုမှာကစ်ရဲ့တူမာဟော့ဒုံးကြည်ရီပေးပို့ဖို့တွန်းအားပေးနေလို့အပေါ်လဲမေကွန်ထုတ်လိုက်ပါတယ်။ရုရှားရဲ့2022ခုနှစ်ကျူးကျော်မှုစတင်ကြတဲ့ကသူ့ရဲ့နောက်ဆုံးရုပ်တရက်အခရာချတဲ့လုပ်ရအနေနဲ့လာမယ့်နှစ်ပတ်အတွင်းပူတင်နဲ့ဘူတာပတ်တို့မှာတွေ့ဆုံနိုင်ဖို့မျှော်လင့်ထားတယ်လို့ထရန်ကပြောကြားခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာသူအာနာပြန်ရလာကလေးကဆိုရင်ဒုတိယမြောက်ထိပ်သီးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။အလွန်ရင်းနှီးပွင့်လင်းပြီးယုံကြည်စိတ်ချရတဲ့ဖုန်းခေါ်ဆိုမှုကိုခရမလင်ကဂျိုဆူပြောကြားလိုက်ပြီးထိုထိပ်သီးဆွေးနွေးပွဲအတွက်သူတို့ချက်ချင်းပြင်ဆင်နေပြီလို့လည်းပြောဆိုလိုက်ပါတယ်။စစ်ပွဲအပေါ်ထရန်ရဲ့နောက်ထပ်အပြောင်းအလဲနဲ့ရင်ဆိုင်နေရပေမဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီက တူမာဟော့ဒုံးကြီးရဲ့ချင်းချောက်မှုကြောင့်မော်စကိုကိုဆစ်ဆက်ဆွေးနွေးဖို့တွန်းအားပေးနိုင်ခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒီနေ့ဖုန်းဆက်တွေပြောကြားမှုအပြီးအလွန်ကြီးမားတဲ့တိုးတက်မှုရရှိခဲ့တယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ထရန့်ကသူ့ရဲ့ True Social Media ပေါ်မှာရေးသားထားပါတယ်။ ပူတင်နဲ့သူတို့တွေ့ပြီးတော့ရုရှားနဲ့ယူကရိန်းအကြားဖြစ်ပွားနေတဲ့ဒီအမဲဆက်ထင်တဲ့စစ်ပွဲကိုအဆုံးသတ်နိုင်မလားဆိုရကြည့်ကြသေးတာပေါ့လို့ရေးသားထားပါတယ်အခုဖုံးခေါ်ဆိုမှုဟာအလွန်အကျိုးရှိပြီးတော့နှစ်ပတ်အတွင်းဒါမှမဟုတ်မြ мян လေးတွေ့နိုင်လိမ့်မယ်လို့သူမျှော်လင့်ထားကြောင်းအသက်89နှစ်အရွယ်ရှိတဲ့ Republican ခေါင်းဆောင်ကြီးက Oval Office မှာတရင်တော့ဒီကိုပြောကြားခဲ့ပါတယ်ခင်ဗျာ ကချင်ပြည်နယ်ဖားကန့်စစ်မြေပြင်မှာတပ်သားစုဆောင်ခံထားရသူတွေကိုစစ်ကော်မရှင်အရာရှိတွေကတနက်နဲ့ချင်းချောက်ပြီးရှေရန်ထွက်ခိုင်းခဲ့တယ်လို့ KIAPDF တပ်ပေါင်းစုစီကိုအလင်းဝင်ခဲ့တဲ့တပ်သားစုဆောင်ခံရသူတွေကထုတ်ဖော်ပြောဆိုပါတယ် တိုက်ပွဲဖြစ်ခဲ့တဲ့ဖားကန့်မြို့နယ်စမ်းကြွယ်ဘုရားကုန်းမှာတပ်သားစုဆောင်ခံထားရတဲ့ပြည်သူစစ်ဆယ်ယောက်ကျော်ကိုရှေ့တန်းအတင်းထွက်ခိုင်းခဲ့တာဖြစ်တယ်လို့ခမရ384တရင်ကနေထွက်ပြေးအလင်းဝင်လာသူတဦးကပြောပါရယ်။တို့တို့ပါစပါစ9ယောက်တောင်မှု9ယောက်သူ့ဘော14ယောက်အတင်းတက်ခိုင်းပါ။အာပြန်ဆုံးလို့ရှိရင်ဆုံးတဲ့လူကောင်တော့ပြစ်တတ်မယ်ဆိုပြီးတော့အနောက်ကလည်း လူတွေကထောက်ထားပါတယ်ထောက်ထားဒါရှိကတကယ်လို့တကယ်တော့ကျွန်တော်တို့တက်တဲ့အချိန်မှာကျွန်တော်တို့အပြစ်တက်ကျွန်တော်တို့အကုန်လုံးကြောက်ပြီးပြန်ဆုပ်တဲ့အချိန်မှာကျွန်တော်တို့နောက်ကနေ6ဟန်နဲ့ကြီးကြီးတစ်ပေါက်ကုန်ကောင်းတော့နောက်ကနေ6ဟန်နဲ့တက်ခဲ့ပြစ်ပါတယ်ဟုတ်ဖြစ်တယ်ဟုတ်ကဲ့တော့ကျွန်တော်လည်းကြောက်အောင်ပြီးတော့တူတက်တူတူတက်ခဲ့ပါဖားကန့်စစ်စင်ရင်ကိုဖားကန့်အခြေဆိုင်တက်မတ်တုံးတုံးတက်မတ်မူဘုံမှုကျုံနဲ့မိုးကောင်းအခြေဆိုင်တက်မဟာတုံးတက်မတ်မူတို့ကအဓိကကင်တွယ်နေတာဖြစ်ပါတယ် စေအုပ်စုကဒေတာအတီးတီကနေစစ်မှုထမ်းစေဖို့အတင်းအဓမ္မဖန်ဆီးပြီးနောက်တပ်သားစုဆောင်ခံရသူတွေကိုမြကြီးနာကို လေရင်နဲ့တဆင့်ပို့ဆောင်ပြီးစစ်မြေပြင်ရှေ့တန်းစီကိုတွန်းပို့ခံရတာဖြစ်တယ်လို့သိရပါဗါဖာကန်မှာတိုက်ပွဲပြင်းထန်နေတဲ့ဇူလိုင်လကနေအောက်တိုဘာလအထိ၄လအတွင်းအလင်းဝင်ရောက်လာသူ52ယောက်ရှိပြီဖြစ်ပါတယ် အဲ့ဒီအထဲမှာမှာအလင်းဝင်သူအများဆုံးမှာပြည်သူစစ်ကသူတွေဖြစ်တယ်လို့ KIA PDF တပ်ပေါင်းစုရဲ့ထောက်ပို့တပ်ဖွဲ့ဝင်တဦးကမျက်စိမှောက်ပြောပါရယ်ပတ်တန်ပတ်တန်စားရတော့ပုံမှန်အလင်းဝင်လာသူများပါတယ်သူကစစ်မှုသားကိုစူဆောင်းဆွေးခေါ်လာလူများတဲ့ခါကျတော့ဒီဖက်ကမ်းမျိုးနဲ့ကြားလာပြီးဆိုပါတယ်သူကတော့အဲ့ညံဆုံးထွက်ပြေးတဲ့လူများပါလက်နေတူထွက်ပြေးတဲ့လူလည်းများပါတယ်လက်နေမဲ့နဲ့ထွက်ပြေးလာပြီးမှ KNGB ထံမှလင်းဝင်လာသူလည်းအဲ ရခြားရခြားတော့ရှိပါလေဗျအမြဲတမ်းဝင်နေပါလေအခုကျွန်တော်တို့ရှိမှရောက်ရှိနေရဲ့ပတ်သက်ဆိုင်ဆိုရင်စကားမလေးကိုကျွန်တော်တို့ကလုံကြုံစစ်ချနေရမှာထားတယ်နှုတ်ပြီးကြစီကူစီဝါအစပေါ်ကစောင်းဝင်ကြီးအစအလုံးကိုကျွန်တော်တို့ဓာတ်လူရင်ပေါင်းတိုင်းမှာထားပေးပါလေမိသားစုလိုသူတို့တွန်လိုင်းပြီးရချင်းသူတို့သွားခြင်းနေရသူတို့ပြန်ဒီဆောင်းကြီးမှာပါခြင်းနေဆိုလဲကျွန်တော်ဘက်ကမြေသားတကားဖွင့်ထားပါလေ စေအုပ်စုဟာဆိုရင်စစ်မှုမထမ်းမနေရဥပဒေကိုခုရုံးလုပ်ပြီးအတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့အရက်သားလူငယ်တွေကိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြင်ပြည်တွေစီကိုအသီးသီးပို့ဆောင်နေတာဖြစ်ပါတယ်လက်တလောမှာလည်းကချင်ပြည်နယ်ဖားကန့်မြို့နယ်အပါအဝင်ဗမော်နဲ့ဝိုင်းမော်မြို့တွေမှာလည်းစစ်အုပ်စုနဲ့ KRAPDF ပူးပေါင်းမဟာမိတ်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ ဆိုးဆူဘက်ကလည်းဖားကတ်မြို့နယ်ကို ပြန်လည်ရရှိဖို့လေကြောင်းပစ်ကူတွေနဲ့ပါထိုးစစ်ဆင်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ မြစမဗီဒီယိုစီစဉ်ကိုဆက်လက်တင်လွှင့်နေပါတယ်ရှင်ခုဆက်လက်ပြီးတော့ပတ်စင်ကနအနေနဲ့ဘာရီပြုံးမလဲဘာရီမေမလဲစီစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်သူကကျွန်တော်ကိုစစ်တယ်ဘာစစ်လဲဆိုတော့မင်းဒီကိစ္စက တရားမဝင်ဘူးဒီစာအုပ်တွေဘာတွေမှာဒီဟာရေးတာမင်းမသိဘူးလားအကျွန်တော်ကတော့ညင်းတယ်အာဒါကတော့ဟိုဒါရေးဒါကတော့ကျွန်တော်ဒီသူသူများပေးတဲ့ဟာကိုကျွန်တော်မသိဘူးအာသူပေးခဲ့တဲ့အထက်မှာကျွန်တော်လည်းမသိဘူးဒါတရားစာတွေလားလို့ကျွန်တော်ဒီတိုင်းမှာထားခဲ့တယ်အဲအဲ့တော့ကျွန်တော်ဒါအပြစ်မရှိဘူးအဲ့လိုဖြည့်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကကျွန်တော်ကိုပထမမရိုက်သေးဘူး AC ဒါမင်းဒါဝန်ခံမှဟိုမင်းဒါဟိုကရမယ်ဘေးနားမှာကျွန်တော်ရုံအဆောင်မှုရဲ့စေးတယောက်ရှိတယ်သူကအသေးချာလိုက်မှတ်နေတာ နောက်တကြီးရှိရပေါ့ကျွန်တော်တို့တကြီးပေါ့နော်အဲ့ဒီပါပေါက်ပေါ့ဝင်နေကျန်တဲ့အဲ့ဒုတ်ကြီးကိုပြတာကျွန်တော်အဲဒုတ်ကြီးကိုသူတို့ရိုက်တဲ့ဒုတ်ကြီးပေါ့နော်ဒုတ်ကြီးကိုထောင်ပြီးတော့အနောက်ဒုတ်ရဲ့ကင်ပြနေကျွန်တော်ရိုက်မယ်ပေါ့ကျွန်တော်ကျွန်တော်အဲ့ဒါလည်းဘာမှမဖြစ်ပါဘူးဟိုဒီတိုင်းပဲနေတယ်နေပြီးတော့အာမေးလဲမေးရောမင်းဒါဝင်ခံမရမယ်နော်တဲ့ဝင်ခံမဒါအရေးကဟိုဖြစ်မယ်နော်ကျွန်တော်မရကြအောင်ဝင်ခံခိုင်းနေတာအပြစ်ကိုမတူအောင်ဝင်ခံနေတယ်ကျွန်တော်အချိန်ကြာနေပြီဖြစ်လို့ဩဒါအေး ဟုတ်ဟုတ်ဟုတ်ပါပြီလို့ဒါကြိုက်တာထည့်လိုက်ပါလို့ရပါတယ်အဲ့လိုပဲကျွန်တော်ပြောလိုက်တော့တယ်တော့ကျွန်တော်လည်းအချိန်ကြာနေပြီဟိုရေလည်းတောက်ရှင်နေပြီအဲ့မဲ့သူတို့အရှင်းမှာကျွန်တော်ကျွန်တော်ပို့ကျွန်တော်ရေစားတယ်ဆိုတာမပြသေးရှင်ကျွန်တော်ရေစားနေပြီအဲ့မဲ့ရေလည်းတောက်မတောက်ပါဘူးသူတို့ကြိုက်တာမေးဆိုပြီးတော့ကျွန်တော်ဒီတိုင်းပဲဟိုဖြစ်လင်လိုက်တာအဲ့တော့အဲ့ပြီးရင်ပြီးပါသေးတော့ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့အဲ့ဒါခင်ဗျားတို့ကြိုက်တာထည့်လိုက်ဆိုထည့်ပြီးခါမှာသူကနေပြီးတော့ပူချမ်းလာတယ် ကျွန်တော်လည်းဝင်ခံလဲလိုက်ရောဟိုမှာဝင်ခံတဲ့စကားလုံးပြီးတော့သူကပိုကျမ်းလာတယ်နေဒီအရိုင်းလို့ရတယ်ပြဲလို့ရတယ်တော့အပါပေါက်ကကျွန်တော်ကိုကျွန်တော်တကြီကိုကြိလိုက်တယ်ကြိလိုက်တော့ဟဲ့မင်းအထာတော့ပါလေမင်းမရိုက်ဘူးလားပေါ့နော် तू ကမရိုက်ရဲဘူးကျွန်တော်တိကောင်းနဲ့တိမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာထောင်ထဲမှာဥသိအရှိမတဲကကျွန်တော်တို့ကပုံစံနဲ့ထိုင်ရတာကိုကျွန်တော်ဘယ်ရောမှပုံစံနဲ့မထိုင်ခဲ့ဘူးရက်ပြီးတော့စကားပြောတယ် အာတခါမှပုံစံနဲ့အဲ့လိုဟိုမနေခဲ့တော့ကျွန်တော်တို့ကလည်းသူမှတ်မိမှတ်မိမယ်မှတ်မိနဲ့မှတ်မိမယ်ကျွန်တော်တို့က2021တည်းကဒီပြဿနာတွေဖြစ်ခဲ့တော့အပေါ်ဆောင်နေမှာအောက်အောက်ဆောင်နေမှာဖြစ်ခဲ့သူမှတ်မိရှင်လည်းမှတ်မိမှုရှင်လည်းမမှတ်မိဘူးเนาะဒါပေမဲ့သူကျွန်တော်ဘာမှမထိရဘူးဖြစ်နေဒါပေမဲ့ကျွန်တော်အဲ့ဒီကျွန်တော်အခန်းထဲကတကြီးလူလိုမျက်ဆောင်ထိုးပြလိုက်တော့ကျွန်တော်အခန်းကတကြီးကကျွန်တော်နရင်းရဲ့ဒီဘိုက်ရဲ့ကျွန်တော်ကြည့်ရထိုးလိုက် ဒါပေမဲ့စစ်ကြောတွေမှာကျွန်တော်အချိန်ချင်းရိုက်ခံမှုပါတယ်အချိန်ချင်းရိုက်ခံမှုတော့ဘာမှမဖြစ်ဘူးအဲ့ဒီဒီဘက်တွေပါတယ်ဒါပေမဲ့ကျွန်တော်အောက်သွားတယ်သူလက်ကလည်းအဲ့လောက်ထိရိုက်တာမဟုတ်ဘူးမပြင်းတိရသူ့ကိုရိုက်ခိုင်းနေပြီဒီပါပေါက်ကရိုက်ခိုင်းနေပြီဆိုတော့တိတယ်အဲ့လိုလေကျွန်တော်တော်တော်အောက်သွားတယ်အောက်သွားတော့အဲ့ဒါကြီးကိုကျွန်တော်မှုဝမ်းမှန်ပဲပဲနေလိုက်တယ်အဲ့ဒီဟာကိုမှုဝမ်းမှန်ပဲနေလိုက်တော့ तू ကတကြီးကအဆောင်ရောက်တော့လည်းကျွန်တော်ပြန်ရှင်းပြတယ်မဟုတ်တော့တဲ့ရိုက်ရှင်လို့ရိုက်တာဟုတ်တော့ तू ကရိုက်ရိုက်တော့မှမလို့ အဲ့တူကတူကကျွန်တော်လည်းဟိုဖြစ်ပါတယ်ဟိုတော့ဟိုအချင်းချင်းနဲ့နဲ့မဆက်ဆံဟိုကျွန်တော်နဲ့သူပြောတယ်ကျွန်တော်လည်းအကိုလို့ခေါ်ပါတယ်တကယ်အာအကိုကကျွန်တော်ဟိုကဖြစ်လို့မသူကတော့အကြီးပဲအာအခုတော့လွတ်သွားပါပြီစစ်မှုထမ်းနေရတယ်လို့ကြားတယ်စစ်မှုထမ်းဖို့တတ်မိသေးတယ်အဲဆိုတော့အာခင်ဗျားနားလည် ပြပါတဲ့အတွက်သူပြန်ပြီးတော့ပြောတယ်ပြောတော့ကျွန်တော်အေးဆေးပါလို့ဘာမှဖြစ်ပါဘူးလို့အမှတ်မထားတာပါဘူးဒါမှမဟုတ်ကျွန်တော်ကအဲ့တူတူရိုက်လိုက်တော့ကံမကောင်းသွားပဲကျွန်တော်ခံတာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဟာဟာတွေလည်းနည်းနေတဲ့အချိန်နဲ့ထောင်ထဲမှာနေလာကျွန်တော်ကအပေါ်ဆောင်နေမှာကျွန်တော်ဘာကြုံခဲ့ရလဲဆိုတော့ဆရာဟုတ်ကျွန်တော်ကယောဂာနဲ့ဆရာကျွန်တော်ကပိုးသက်ဆေးတွေပါတွေကိုထောင်ထဲမှာမသွင်းရအောင်သူတို့လက်ဆေးတည်းမတိုက်ဘူးကျွန်တော်မှာဝဲတွေနဲ့ အဲကျွန်တော်ပိုးသက်ဆေးကိုမနေ့အိမ်ကနေရပြီးတော့အဲ့ဒီအမောင်စင်းနေတော့မသွင်းဖို့အခက်ခဲရှိတယ်အဲ့ဒီဆေးတော့မတော့အောင်ဒီတရုတ်ဆေးဆေးတွေနဲ့ကျွန်တော်တို့ကမလောက်ဘူးဒီယာနာတွေဆိုကုတ်နေတာတယောက်နဲ့တယောက်ဆေးလည်းကုတ်ပေးတာမဟုတ်ကုတ်ပေးမဲ့ဟိုယာနာတွေဆိုတာမြင်မကောင်းဘူးအဲ့လိုမြင်မကောင်းတဲ့လူတွေလည်းမကုတ်ပေးဘူးဒီတိုင်းပဲထားရတယ်မပေးတော့လဲတရုတ်ဆေးအကြံဟိုဒိတ်လုံနေတဲ့ဟာတွေပေးတယ်ကျွန်တော်ကယောဂမတက်တော့အပေါ်ဆောင်မှာဘလောက်ဖြစ်သွားလဲဆိုရင်ကျွန်တော်လမ်းမလျှောက်နိုင်တော့လမ်းမလျှောက်နိုင်တော့လူကရောင်ကိုင်းလာတယ် အဲ့မှာအမှားကြတော့ကျွန်တော်အရေးပေါ်တစ်ခေါက်တော့တတ်ရသေးတယ်ဟိုအသက်ရှူကကြက်လာတယ်အဲ့ဒီမောရှိပေါ့ထောင်ထဲမှာလို့မောရှိဖြစ်လို့ရှင်ဆရာရယ်ပေးနိုင်တယ်ပေးနိုင်တယ်ပေးသွားတဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းအများကြီးပဲထောင်ထဲမှာဟိုဟိုကျွန်တော်တို့ကဒီကြားတာတွေတကယ်လက်တွေ့တိခဲ့တဲ့ဒီလူတေးတယ်ဆိုတော့မြင့်မြင့်တက်သေးတွေရှိခဲ့တဲ့လူတွေမေးလို့ဒါကျွန်တော်တို့အဲ့လောက်ပဲအရေးအတွက်ပဲနည်းနေတာထင်တာကျွန်တော်တို့မသိတဲ့လက်လက်မမီတဲ့အရေးအတွက်တွေကထောင်ထဲမှာအများကြီးပဲနေတူကပေးနေတာနေတူကပေးနေတာအခုကျွန်တော်တို့ထောင်ထဲကို အာအခုဒီအဆောင်မှာကျွန်တော်အခုနောက်တော့နေခဲ့တော့ကတော့ရေတက်ကဟိုဘူကအခုတည်သွားတဲ့ရေတက်ကဘူကမတွေ့သေးဘူးကျွန်တော်တို့ဒီတပြေဆောင်ရောက်ခါမှာကျွန်တော်သူနေတဲ့ကုထင်မှာကျွန်တော်ရောက်တာပေါ့နော်အာကျွန်တော်လည်းမသိဘူးပြင်ရောက်ခါမှာသူ့ပုံစံကိုရေတက်ကစီဒီယမ်မန်ကျွန်တော်တည်တာအဲ့တော့ကျွန်တော်ပထမတစ်ခေါက်တော့ကစေးုံမှာလမ်းလမ်းနဲ့ရှီပြီးတော့အဲ့ဒါအဲ့ဒီကကုကုရတာဒီကုရတဲ့ဟာတွေကမောရှိတူငယ်တွေထောင်ထဲမှာအများကြီးပဲမနဲ့ဆိုရင်အဲ့ဒီမှာစောင်းရင်းဖက်ဆိုရင်သူတို့ကိုလမ်းလျှောက်ခိုင်းတာဆရာဒူငယ်တွေအားလုံးကဟို ကလေးလေးတွေကြာနေပါပဲအတင်နေရလမ်းလျှောက်တင်နေရတဲ့ပုံစံတွေကထောင်ထဲမှာမရှိမဆန့်ပဲသူတို့တကူလုံးမှာလဲရားနာနေတယ်သူတို့တကူလုံးမှာလဲရားနာနေတယ်သူတို့ဟိုပုံစံတွေကလဲတကက်ဟိုအပြင်မှာကြည့်ရင်တကက်ဟိုလူရုံမပေါက်တဲ့လူတွေယောဂကျွန်တော်တို့ဟိုအခုအာဖရိကကဟိုကနိုင်ငံတွေကအီသရိုပီးယားတို့လိုပါလို့ဟုတ်ရင်တော့အီသရိုပီးယားအဲ့အဲ့လိုလူတွေလိုပဲသူတို့ပုံစံတွေကညှိုးငွေပြီးတော့အဟားတွေပြက်ပြီးတော့အရိုးပေါ်အရင်တင်နေတဲ့လူတွေတန်းရှောင်နေတာ အဲ့ဒါကိုတနာအားပါလေကြည်နေရတယ်အဲ့ဒါကိုဘလို့မောရှိလို့ခေါ်မောရှိလို့ခေါ်တာပေါ့နော်ဆရာဟိုမောပြီးတော့ရှိနေတာပေါ့နာမရှိမောပြီးတော့ရှိတာမောရှိမောရှိမောမောမောတယ်မောတယ်မောတယ်ပေါ့နော်ရှိလဲရှိလဲရှိနေတာပေါ့နော်အဲ့ဒါမောရှိအနာရီလည်းပေါက်နေဟုတ်တယ်အနာရီကလည်းပေါက်နေယောဂနာရီပေါ့သူတို့ကိုဘာမှမလုပ်ပေးဘူးအာသူတို့က percentage နဲ့လာတာမဟုတ်ဘူးနော်အဲ့ဒါတွေကဟိုရိုးရိုးကျင်းသားတွေမှာအများကြီးပဲရိုးရိုးကျင်းသားတွေလည်းရှိတယ်နိုင်ငံကျင်းသားတွေနိုင်ငံကျင်းသားတွေမှာလည်းကျင်းသားတွေကနည်းတယ်နည်းတယ်အဲရိုးအကျင်းသားတွေအရောက်ကျွန်တော်တစ်ဆောင်မှာအရောက်30ကျော်ဆိုရင်အဲ့ဒီထဲကနိုင်ငံကျင်းသား9လောက်ပါတယ် အားလုံးကတန်တဲ့လူတွေအားလုံးကအထွေထွေတွေသူမြန်ကျွန်တော်နိုင်ငံရေးအကျဉ်းသားတွေကဘာကြောင့်နည်းနေတာလဲဆိုတော့ကျွန်တော်တို့ကအပြင်မှာတက်နိုင်ရေးစေးတွေဘာတွေရလို့ဟိုကျွန်တော်တို့ကဒါလေးကကုစားလို့ရတာဒါပေမဲ့ကျွန်တော်တို့နည်းပေမဲ့အဲ့လိုမောရှိဖြစ်မယ်တချို့ကမောရှိဖြစ်ပေမဲ့သူ့ကိုယ်သူမောရှိစင်းနှမ်းမှာမဖာလို့လမ်းမချောင်းရတဲ့လူတွေရှိတယ်နိုင်ငံရေးအကျဉ်းသားတွေဖြစ်နေတာတွေအားလုံးပဲကျွန်တော်တို့အပါဝင်ပေါ့နော်အများကြီးဖြစ်နေတာဟောဖောနေတာနိုင်ငံရေးအကျဉ်းသားတွေတချို့ကဖောနေတာဖောတယ် ဖောပြီးတော့မှကျွန်တော်လမ်းမလျှောက်နိုင်တာအဲ့လိုဟာတွေအများကြီးပဲဒီလမ်းလျှောက်တဲ့အထက်မှာတော့တို့စင်းနေမှမထည့်ထားဘူးပေါ့နော်အဲ့ဒါတွေကိုဘာဆေးမှလည်းမပေးဘူးဘာဆေးမှလည်းမပေးဘူးဒီယောဂါတိရလေမောတယ်ဟုတ်တော့ချီတယ်မောချီလို့ခေါ်တယ်မောချီလို့ခေါ်တယ်အဲဟိုကမျက်နှာတွေရောင်ဖောင်းနေတယ်ဆိုတာဒါဗီတာမင် B1 တို့ဘာလို့ဗီတာမင် B1 ဗီတာမင် C ဗီတာအကုန်အကုန်အတော့အဖြူ အကုန်ဟိုဘာ defense စီအကုန်ဖြစ်နေတာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလည်းဘာမှမပေးဘူးဟုတ်တယ်ဘာမှမပေးဘူးအစားအဟာရလည်းပဲအဲပေးတဲ့ရတဲ့လူတော်မှကျွန်တော်တို့ကတရုတ်ဆေးပေါ့နော်အဲကြည်လိုက်လို့ရှင်ပြော့ဖတ်နေပြီဆရာရဲ့အတရုတ်ဆေးကပေးလိုက်လို့အဲ့ဒါမတတ်တာဘူးလေဒီဟာတွေကရားနာလည်းဖြစ်တာဒီလမ်းမလျှောက်နိုင်တဲ့ဟာကိုဒီဆေးပေးုံနဲ့ကျွန်တော်ကဒီအကျဉ်းသားမသေးမသေးတော့ဘူးလုံးဝပါပြီသေတဲ့လူလည်းရှိတယ်သေတဲ့လူဒီဟာဒီဆေးတိုက်လိုက်ကမှသေသွားတာဆရာဩအဲ့ဆေးတိုက်တိုက်လဲလို့သေသွားတာအဲ့ဆေးမတိုက်ခင်တော့ကသူမသေးဘူး အဲ့လိုလူတွေအများကြီးပဲဒါအထွေထွေအကျဉ်းသားတွေနော်လူတွေအကျဉ်းသားတွေတင်ရင်တော့သူတို့အတွက်ကတော့ဘာမှမဟုတ်ဘူးဗျာသူတို့ကတေလို့ရှိရင်လူတစ်ယောက်ကိုတခန်းကို၄တောင်း၄တောင်းဆိုတော့ဟိုကအလောင်းတစ်ခုမှစားစံထုတ်ကမှ၄တောင်းပဲကုန်တာသူတို့ကလူတစ်ယောက်တေတာနဲ့ကောက်တဲ့ပတ်စံနဲ့သူတို့အိတ်တဲ့ထဲတဲ့ပတ်စံနဲ့မမြတာဘူးအဲ့လိုတွေအများကြီးပေါ့နော်ဆေးဟုံဆောင်ကိုကြီးလိုက်တော့ဆေးဟုံဆောင်ကပတ်စံရှိတဲ့လူတွေပဲ အလုံးပတ်စံရှိတဲ့လူတွေကြီးပဲ။သွားတက်နေတာ၊ဆေးရုံဆောင်မှနေတာ၊ဆေးရုံတက်ရတဲ့လူတွေမဟုတ်ဘူး။ဆေးရုံဆောင်မှပတ်စံအဲ့ထည်အကြီးသားတွေ။ဟုတ်တယ်၊ပေါင်းချာတွေပေါ့ဆရာ။အဲ့ထည်အကြီးသားတွေ။အဲ့လိုတွေလူတွေနေကြတာပေါ့နော်။အဲ့ဒါတွေထဲမှာအထွေထွေကတော့များတယ်။နိုင်ငံရေးအကျဉ်းသားတွေလည်းရှိတယ်။အဲ့လိုလူတွေနေကြတယ်ပေါ့နော်။နိုင်ငံရေးအကျဉ်းသားတွေကတော့သူတို့ဒီစိတ်နှောက်ချက်ဖြစ်လို့သွားနေတာပဲရှိတာပေါ့နော်။အဲဒီပြင်ဟောရှောင်းနေရှင်လို့ဘာလို့တော့မဟုတ်ဘူး။သူတို့အသက်အရွယ်ရသူတို့ခံစားမှုဒီဘက်မှာပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေပါတယ်ရှိတော့သူတို့စိတ်တက်ပိုင်းဆိုင်ရာရတကယ်ကိုမရလို့သွားနေတဲ့ဟာတွေ အဲရှိတယ်ပေါ့နော်အဲ့လိုအဲ့လိုလူတွေကအဲ့လိုစိတ်မပေးဘူးစိတ်မပေးတော့ကျွန်တော်အဲ့ဒီမှာရိုက်ခံရပြီးတော့နောက်ပိုင်းမှာတပေးဆောင်အောင်ရောက်လာရောက်တော့ညာကြီးကျွန်တော်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ထားလို့မရတော့တတ်ရှူကလုံးဝရက်သွားတယ်ကျွန်တော်ရုတ်တရက်ကြီးကျွန်တော်ဘောကျွန်တော်အဲ့လောက်ထိဖြစ်မယ်လို့မထင်ထားဘူးပေါ့နော်ဟိုကျွန်တော်အဲ့လိုဖြစ်မယ်လို့မထင်ထားဘူးအဲ့ဒီသူရိုက်လိုက်တဲ့ဟာကနည်းတယ်သူ့ပုံမှန်ကျွန်တော်စစ်ကြောရဲ့မှာဒီထက်ပြင်းထန်တဲ့အများကြီးခံစားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကရိုက်လိုက်တဲ့အချိန်မှာနာတယ်နာပြီးတော့ကျွန်တော်ဟိုညကျွန်တော် အဲ့အချိန်ပြီးတဲ့အချိန်မှာ9နာရီ9နာရီမိနစ်30လောက်ပဲရှိသေးတယ်ကျွန်တော်ဒီလိုခန္ဓာကိုယ်ကကြောက်ခဲဖြိထားသလိုဖြစ်သွားပြီးတော့ကျွန်တော်ထားလို့ဒီလိုလေးကိုယ့်ဘာကိုအစမ်းထားကြည့်တယ်အအသက်ရှင်ကတဖြည်းဖြည်းကျက်လာတော့မချစ်တော့ဘူးလို့အာဘိုင်ယာကိုကျွန်တော်ခေါ်လိုက်တယ်မိမေတို့ဟိုကိုကိုကိုအရေးပေါ်ခေါ်ပေးပါအသက်ရှင်ကကျက်တယ်အဲ့ချိန်မှာလုံးဝကျွန်တော်ကလုံးဝမရတော့ကျွန်တော်အောက်လာတဖြည်းဖြည်းဘေးနားညီလေးကကျွန်တော်တည့်ပြီးတော့ ဟိုဟာဖြစ်တယ်ပေါ့နော်ဟိုဟာဖြစ်တဲ့အချိန်မှာသူတို့ကအတက်ကအေးပေါ့အေးပေါ့လို့အာတော်တော်ဆူသွားပြီတော်ဆူသွားပြီကျွန်တော်အမှလှိမ့်နေရပြီကျွန်တော်အသက်ရှူရမရတော့ဘူးအမှန်ဆိုရင်ကျွန်တော်တေးတေးနိုင်တယ်ကျွန်တော်ကိုတေးပြီးတော့ထင်နေရတူတွေကနိုင်ရင်ကြည့်လိုက်တော့နိုင်ရင်က30မိနစ်မှာမိနစ်30လောက်မှာမှကျွန်တော်ကိုလာပြီးတော့လက်ကိုလာစစ်တယ်อืมဟာအဲ့ဒီအချိန်မှာတွေးလာတိုင်းနေကျွန်တော်ဒီတော့အေးပေါ်ဖြစ်နေအောင်အောက်ဆီဂျင်လာစစ်တာအောက်ဆီဂျင်လာစစ်တာဟာဆိုတာဟုတ်ပြီတဲ့ ခဏနေအောင်တော့တဲ့သူတို့ဖွင့်ချက်ကိုဟာကျွန်တော်ကတကယ်အသက်ရှူတာကြန့်နေပြီဆရာ။အဲ့လိုမှတွေးလာတိုင်းနဲ့မှန်နေတယ်လေအောင်စီချင်းကနည်းနေပြီဟုတ်တယ်တဲ့သူခဏနေလာမယ်ဆိုတော့ကျွန်တော်ဖွင့်ချက်သွားယူနေရတယ်ဖွင့်ချက်သွားယူနေရ30မိနစ်30လောက်ကြာတော့တနားရီလေးပါဖြစ်သွားတယ်ကျွန်တော်မှတ်ထားတယ်အခုလွတ်သွားတဲ့အကူကပြောတယ်မင်းမသိလို့တဲ့ကန်ကောင်းနေတဲ့ဒီလိုမော်ရှိဒီဟာတွေဖြစ်လာပြီးတော့ကျွန်တော်ဆေးရုံဆောင်ရောက်တော့ကျွန်တော်ကန်ကောင်းလို့ဆေးကအကောင်းဆုံးထုတ်ထုတ်ပေးလို့ ဒေါန်တော်ကျွန်တော်ဘာပြောလဲဆိုအဲ့ဒီမှာကျွန်တော်မသွားပြန်တန်းစီချုပ်ကမျက်လုံးမျိုးမျက်စံပြူနေဟုတ်တကြီးကလည်းသူရိုက်ခါတိတယ်လေမျက်လုံးပြူးနေပြီကျွန်တော်အဲ့ဒီမှာစီကန်တိုင်းတယောက်ရှိတဲ့နိုင်ငံရဲ့အကျဉ်းသားပေါ့နော်အခုတော့တာယိုလီထောင်လားဒိုက်ဥထောင်လားမပြောင်းပါဘူးအဲတန်းစီချုပ်မေတော့ကျွန်တော်မဖြေဘူးအဲ့အောင်နဲ့မင်းဘာဖြစ်တာလဲမင်းငါ့အမှန်တိုင်းဖြေတယ်မကြောက်နဲ့တဲ့ဘသူလောက်တာလဲမင်းဟိုလဲကျွန်တော်ကမပြောခဲ့ဘူးဟိုဟိုတကြီးလက်ရှိလို့ကျွန်တော်မကောင်းဟိုဟာဖြစ်သွားမှာကျွန်တော်ဒါပေမဲ့ကျွန်တော်စီကန်တိုင်းတယောက်ကိုပြောခဲ့တယ် င်းနေတာကျွန်တော်စာအုပ်ကိစ္စဟိုဖြစ်တယ်လို့ဟိုလို့อืมကျွန်တော်အရိုက်ခံရတဲ့တန်ဟာတန်ဟာပဲလို့အဟိုကိုတိဖို့ကျွန်တော်ပြောခဲ့မယ်နော်လို့ဟုတ်ကဲ့ပါတဲ့သူလည်းကျွန်တော်တနေ့တော့မဟုတ်လို့ဒီကစားဆက်ဆက်ပါတဲ့အဲသူမှတ်ထားမယ်တဲ့ဒါပေမဲ့သူ့ကိုတကြီးတော့တိအောင်ပြောလိုက်လို့တကြီးရိုက်လို့ကျွန်တော်ဒီလိုဖြစ်တာဒါပေမဲ့ဒီပင်လူတွေမသိသေးနဲ့လို့ဆိုတော့ကျွန်တော်အဲ့လိုမှာခဲ့မှာပြီးကျွန်တော် တဏှာကြီးလောက်လာအရေးပေါ်ထွက်ရတာပေါ့နော်ခဏလည်းမရှိမစည်းတော့ဘူးဥမာသူတို့ဝင်နှန်းကနေပြီးတော့ကျွန်တော်အရေးပေါ်ညကျရင်တော့တယောက်မှမလိုက်ရတော့ဟောအကျဉ်းသားတွေပါတာဝန်ရှိတဲ့ဘက်သူမဆိုအကျဉ်းသားကတော့မလိုက်ရဝင်နှန်းမဲ့ကျွန်တော်ဟိုအဲဒီဝီရှန်နဲ့မင်းကြီးတိခေါ်သွားတယ်ပေါ့နော်မင်းကြီးကနေကျွန်တော်ပတ်ပြီးတော့မှရောက်အရေးပေါ်ဖြစ်နေတာတော့မှလမ်းတူတဲ့နေရာမှာမတွားပဲနဲ့မင်းကြီးကိုတပတ်ပတ်နေတယ်အော်ပေးတယ်လို့ဆိုပေးနေပြီဆရာတော့ကိုယ့်ဘာကိုစိတ်ထိုင်တာလို့အောင်ဟာလုပ်တဲ့ရည်ရှိသေးရဲ့မင်းနဲ့တွေ့ရအောင်မယ်ပြင်းနဲ့တွေ့ရအောင်မိသားစုနဲ့တွေ့အောင်ငါတေးလို့မဖြစ်ဘူးဆိုရယ်စိတ်ထိန်းထားလို့တာ ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တယ်မင်းမြချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်မြစ်မရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်မရေဒီယိုဖဲသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ်မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်